အားလုံးပဲမင်္ဂလာပါဘာမေဟော်ရာ channel ကနေကြိုဆိုပါရခင်ဗျဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာလံကတော့လူမနေရဲတဲ့လက်တဲ့ဆိုတဲ့ပရာလောကဇာလံပဲဖြစ်ပါတယ်ဇာလံတစ်တွေတင်တိုင်းတည်းအောင် channel လေးကို like subscribe လုပ်ခဲ့ပြီးပေးနာက notification bell လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျကဲဒါဆိုရင်တော့ဇာလံလေးကိုစလိုက်ကြရအောင်တရေရစီဆိုတော့ကိုခင်ဗျားတို့မြင်မှုတွေ့မှုကြလားဗျဒီမေကောင်ကလူတော်တော်များများလဲမေးမှုကြလိမ့်မယ်ထင်ပါတယ် တော်တော်များများကတွေ့ဘူးတယ်လို့ဖြေကြတယ်လို့အချို့ကလည်းမတွေ့ဘူးဘူးလို့ပဲထေကြမှာပါပဲအယုံကြည်ရှိတဲ့သူတွေရှိတယ်လို့အယုံကြည်မရှိတဲ့သူတွေကလည်းဒုနဲ့ဒေရှိနေပါတယ်ကျွန်တော်တို့ကလည်းအယုံကြည်မရှိတဲ့သူအမျိုးသားတွေကဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လည်းတငယ်ချင်းပေါင်းတွင်တွေစကားဆက်မိတဲ့ညှင်းခုန်ဖြစ်ကြပါတယ်တငယ်ချင်းတွေထဲမှာတော့ကျွန်တော်နဲ့ဘုံမြတ်ကတစ်ဖွဲ့၊ကျန်တဲ့သူတွေကတစ်ဖွဲ့ဖြစ်ပါတယ်ဒါပေမဲ့တရားတစ်စေးတကယ်ရှိမရှိဆိုတာကိုဘယ်သူမှတတ်တည်မပြနိုင်ခဲ့ကြပါဘူး ဒီလိုနဲ့တက်တယ်ပြနိုင်တဲ့နေ့တစ်နေ့ကိုတော့ရောက်လာခဲ့ပါတယ်။အယုံကြီးလုံးဝမရှိခဲ့တဲ့ကျွန်တော်ကိုပြောင်းလဲစေခဲ့တဲ့နေ့လေးကိုတော့ကျွန်တော်လုံးဝမေ့လို့ရလိမ့်မယ်မထင်ပါဘူး။တည်းရဲ့ကျွန်တော်တကယ်ချင်းရဲ့မိတ်ဆွေတယောက်ကသူနဲ့စကားဆက်မိရင်မင်းတို့မယုံဘူးဆိုရင်တွားလေးလာလိုက် ဆိုပြီးနေရာတစ်ခုကိုညွှန်ပေးလာပါတယ်။သူညွှန်ပေးတဲ့နေရာကမြို့ဝကျွန်းဘော်ကမြို့ငယ်လေးရဲ့နီးမှာရှိတဲ့ရွာငယ်စံတပုတ်လေးပဲဖြစ်ပါတယ်။ အဲ့ဒီရွာရဲ့နာမည်ကတော့ကိုင်းတော်ရွာလို့ခေါ်ပါတယ်ကျွန်တော်နဲ့ဘုံမြတ်ကအဲ့ဒီကိုသွားကြင်ပါတယ်ကျန်တဲ့သူတွေကတော့မလုံးဝမလိုက်ရဲကြပါအဲ့ဒီရွာသူတို့ကမရရအောင်အတင်းခေါ်ပြီးတဆေသူကတကယ်မရှိဘူးဆိုတာလက်တွေပြဖို့အတွက်စိန်ခေါ်လိုက်ပါတယ်သူတို့မလိုက်ရဲရတဲ့အကြောင်းရင်းကတော့ကိုရင်ဖြတ်ချရင်သေသွားပြီးမကြွလို့ပဲခြောက်နေတဲ့ဆိုရတဆေမကြောင့်ပဲဖြစ်ပါတယ်နောက်ဆုံးကျန်တဲ့တကယ်ချင်းတုံးရောင်းလဲမငင်းတာတော့ပဲလိုက်လာခဲ့ကြပါတယ်ကျွန်တော်တို့အားလုံးစုစုပေါင်းရင်တော့၅ယောက်ပဲဖြစ်ပါတယ် အဲ့လိုနဲ့ကျွန်တော်တို့900ခရီးစထွက်လိုက်ကြပါတယ်။အဲ့ဒီရွာကိုရောက်ဖို့ expert ကစီးပြီးရယ်ဆက်လေတခါတက်စီးပြီးမှရောက်ခဲ့ပါတယ်။ကျွန်တော်တို့ရောက်သွားတော့ကြောင်လဲလဲနဲ့ဖြစ်ခဲ့ပါတယ်။အတိမိတ်ဆွေလည်းမရှိတရေတစေတကယ်ရှိမရှိလာဆောင်စမ်းခြင်းုံနဲ့တက်တက်ဆိုတော့လမ်းညွှန်ပေးတဲ့သူကလည်းသူလက်တစင်စကားနဲ့တည်ရတာဆိုပြီးနေရာပဲညွှန်ပေးတိုင်နိုင်ပါတယ်။ကျွန်တော်တို့လည်းဖြစ်ချင်းအဖြစ်ဆိုပြီးရွာထဲကိုဝင်လာခဲ့ကြပါတယ်။အင်ဂျီကတရာလောက်တော့ရှိပြီမယ်။ လူသူဟူ၍လည်းတိတ်မတွေ့ရပါဘူး။တိတ်နဲ့တိတ်ကအနှဲငယ်ခက်လန့်လန့်မှရှိနေကြပါတယ်။ရွာလည်းလမ်းတိုင်းဝင်လာရင်တဲခိုလိုအစဉ်ပြေနိုင်မဲ့အိမ်ကိုအရင်ရှာခဲ့ကြပါတယ်။ကျွန်တော်တို့ရွာထဲဝင်လာပြီးတိတ်မကြခင်မှာပဲရွာကနေကအတီတီအိမ်ထဲကနေထွက်ကြည့်စားကြပါတယ်။ရွာကနေနဲ့ခေါလိုလာမသိပေမဲ့လူစင်းဝင်လာရင်အကုန်ထွက်ကြည့်ကြတာများကျွန်တော်တို့မှနိုင်ငံကျော်မင်းသားတွေလို့လို့တောင်ဖြစ်လာမိခဲ့ပါတယ်။အနီးနားကလူကိုစကားစားပြီးမေးကြည့်လိုက်ပါတယ်။ ျွန်တော်တို့လည်းကိုကိုကိုမိတ်ဆက်လိုက်ကြပါနဲ့သူတို့ကလည်းဖော်ဖော်ရွေရွေပါပဲဘာကူညီလို့တလဲမေးကြပါနဲ့မိတယ်နဲ့သေးသွားလို့မကြွတ်လို့ဖူးဆိုတာကို လာလေလာလားလို့ကျွန်တော်တို့ကပြောလိုက်တာနဲ့သူတို့အကုန်လုံးနောက်ဆုတ်သွားကြတယ်ဗျကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနေဖြစ်သွားကြတာပေါ့သူတို့တွေကတက်60ဝန်းကျင်ဦးလေးကြီးတယောက်ကထပြီးပြောခဲ့ပါတယ်ငါတို့ကြီးတို့ဒီလောကကနောက်ဆရာမဟုတ်ဘူးမဆူဆန်းကျင်ကြနဲ့လှည့်တာပြန်ကြပါတော့ ဒီလိုပါဦးလေးကျွန်တော်တို့ကလေ့လာကြရောပါစာဖို့နောက်မဟုတ်ပါဘူးခင်ဗျာတကယ်ရှိမရှိသိရရင်တော့ပါပြီနှုတ်ဆက်လဲစောင့်ပါမယ်ဗျကျွန်တော်တို့အဲ့ဒီလိုပြောပေမဲ့ကြွားကလူတွေကလက်မခံကြကြပါဘူးကျွန်တော်တို့ကိုပြန်မဲ့ပြန်ခိုင်းကြပါတယ်ကျွန်တော်တို့လည်းမတရားမချင်းမပြန်ဘူးလို့ခံကျင်းနေကြပြီတကယ်ခံကျင်းတာကတော့ကျွန်တော်နဲ့ဘုံမြတ်ကတိုင်ခံပဲဖြစ်ပါတယ်ကျန်တဲ့သူတွေကတော့ငကိုကမှမလိုက်ချင်တာဖြစ်ပြီးပြန်မဲ့ကြီးပဲဆိုအတင်ပြောနေကြပါတယ်နောက်တော့ ယောဂလူတွေပြောရတာမောလာတယ်ထင်ပါတယ်။ဒါဆိုလေအဲ့ဒီအိမ်မှာတ냐လောက်နေကြည့်လိုက်လို့ပြောလာကြပါတယ်။သူတို့ပြောတဲ့အိမ်ဆိုတာကောင်မလေးဒေသွားတဲ့အိမ်ကိုပြောကြတာဖြစ်ပါတယ်။အဲ့လိုနဲ့ယောဂလူတွေယောက်ကကျွန်တော်တို့ဘက်ကိုအဲ့ဒီအိမ်ကိုလိုက်ပို့ပေးကြပါတယ်။အိမ်ကတော့မြေနေပိုင်းထဲမှာဖြစ်ပြီးဘေးမှာအိမ်ကြီးဆိုပြီးလုံးဝမရှိပါသူတို့ပြောတာကတော့လက်တယ်ရဲ့အိမ်လို့ပြောကြပါတယ်။ကောင်မလေးကအဲ့ဒီရွာကမဟုတ်ပါဘူး။ တခြားကနေလက်တဲစီကလေးလာချက်ချရင်တေတာလို့ပြောကြပါတယ်။ကောင်းမလေးကသုံးပြီးတဲ့နာတော်တော်လေးချောင်းနေလို့လက်တဲလည်းအိမ်ကိုပြစ်ခဲ့ပြီးတခြားမှအိမ်ပြန်ဆောင်နေတယ်လို့ပြောကြပါတယ်။သူတို့ပို့ပေးတဲ့အိမ်နာရောက်တော့လိုက်ပို့ပေးတဲ့လူနှစ်ယောက်ကအိမ်ကိုလက်ညှိုးထိုးပြပြီးပြန်ပြေးသွားကြပါတယ်။ကျွန်တော်နဲ့ပုံညက်ကတယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်မိရင်တော်တော်ကြောက်တဲ့လူတွေဆိုပြီး ပြောလိုက်ပါတယ်။အိမ်ထဲဝင်ဖို့လမ်းကနေလှေကားတဲ့ပုံပေါ်ထားတဲ့မြေသားကနေဆင်းရပါတယ်။ အဲကလမ်းအောင်မှာဖြစ်ပြီးခရဟောင်းလေးနဲ့ဖြစ်ပါတယ်လူမနေတာကြာပြီမလို့ဇိုင်ထဲနဲ့ဖြစ်နေပြီးခြံစည်းရိုးဆိုလည်းလုံးဝမရှိပါဘူးအိမ်ရဲ့ဘေးမှာလည်းခြုံနေတဲ့ပြည့်နေနေပြီးကျွန်တော်တို့အားလုံးခြုံလို့ပြီးအိမ်ထဲကိုဝင်လာကြပါတယ်အိမ်ရင်တွင်ပိုင်းမှာတော့ဘာပစ္စည်းမှမရှိဘူးဗျာအခန်းကတုံးခန့်ကန့်ထားတယ်အိမ်ခန်းလိုလိုကနှစ်ခန်းနောက်တစ်ခန်းကမီးဖို့ကြောင်လို့ထင်ပါတယ်တချို့တချို့ထရံတွေဆိုပေါက်ပြဲနေပြီးကြံခင်းကလည်းဝက်ကက်လိုမျိုးခင်းပေးထားပါတယ် ကျွန်တော်တို့ဝိုင်းနဲ့အိမ်ပြိုကြတာမှတောင်စိုးရင်မိရသေးရဲ့ဗျာအိမ်ထဲကညှင်းတို့တို့အနှံ့ကတော်တော်ဆိုးတော်မလို့အိမ်ပြတင်းပေါက်တကားတွေကိုအလုံးဖွင့်လိုက်ကြပါတယ်ခကြီးပန်းလာလို့လှဲတဲ့သူကလှဲတရားတော်ပြောတဲ့သူကပြောပေါ်ဗျာကျိုးတူရကတော့တော်တော်ကြောက်နေပုံရပါတယ်လူနောက်ကောက်တကားကောက်လိုက်နေပြီးဒီလူ၅ယောက်နဲ့အိမ်တချမ်းပြေးနေပြီးကိုတောင်သူကလိုက်ကန်နေတော့ဖြစ်ပါတယ်ရေမိုးချိုးခြင်းပေမဲ့လည်းရေချိုးဖို့မပြောနဲ့ခြေလက်ဆေးဖို့ရေတောင်မရှိပါဘူးအဲ့ဒီအိမ်မှာခဏနာပြီး အထုပ်ပိုးတွေထားခဲ့ကရွာလေဘက်ကိုပြန်ထွက်လာကြပါတယ်ရွာထဲကလူတွေအားလုံးကကျွန်တော်တို့ကိုတွေ့ရတဲ့ဝိုင်းဝန်းလာကြပါတယ်တရေတူခဲ့လာဆိုပြီးတူတူလေးစိတ်ဝင်စားနဲ့လာမေးကြပါတယ်ကျွန်တော်တို့ပိုက်စားလို့စားစရာလေးဝယ်ချင်လဲဆိုတော့ရွာထဲမှာဘာဆိုင်မှမရှိဘူးတဲ့ရွာက လူတွေကတူတူအိမ်မှာလာစားပါလို့အတင်လူရဲ့ခေါ်ကြပါတယ်ရွေးချင်မွေးချင်ကြတဲ့စေတနာတတာတရားကိုမျက်ဝါးထင်ထင်တွေ့ခဲ့ကြပါတယ်ဤစားအိမ်အိမ်ကိုဝင်ပြီးစားလိုက်ကြတာပေါ့ဗျာ စာရင်နဲ့အိမ်မရှင်လက်တဲအကြောင်းမေးကြည့်တော့လက်တဲကရွာတောင်ဘက်မှာနေတာတဲ့ကျွန်တော်တို့လည်းလက်တဲကိုတွားတွေ့လိုက်ကြပါတယ်လက်တဲအိမ်ရောက်တော့လက်တဲကပြောပြပါတယ်တည်သွားတဲ့ကောင်မလေးရဲ့နာမည်ကအေးမြမောနဲ့အတက်က20ပဲရှိသေးတယ်လို့ဆိုပါတယ်သူစီလာတော့ကိုဝင်လေးလာရှိပြီပြောပါတယ်လက်တဲကဖြတ်ချလို့မလွယ်တာမလို့မွေးခိုင်းပေမဲ့ကောင်မလေးအမေကအတင်းဖြတ်ချခိုင်းခဲ့တာဆိုပဲဗျာလက်တယ်လဲကြိုးစားပြီးဖြတ်ချပေးပေမဲ့ ကာမလေးကအတက်ဆုံးသွားခဲ့ရတာပေါ့ကာမလေးသေးသွားမှသူ့အမေကယူကျုံမရဖြစ်တော့တာအေးမြမောင်လောင်းကိုကင်တော့တုတ်တံမှာမြှောက်ထားလိုက်တယ်တဲ့ဒါပေမဲ့အေးမြမောင်ကလက်တရဲအိမ်မှာတော်တော်လေးကိုခြောက်နေလို့စက်မနေရဲပဲပြောင်းလာတာလို့ပြောတယ်ဗျရွာကမယုံတဲ့သူတွေလည်းလက်တရဲအိမ်မှာစောင့်ပြီးအိပ်ဖူးကြတယ်လို့ပြောပါတယ်ဒါပေမဲ့အေးမြမောင်ဝိညာဉ်ကရမ်းခြောက်လွန်းလို့ပြေးလာကြတဲ့သူတွေကြီးပဲဆိုတော့ကျွန်တော်တငယ်ချင်းတွေလည်းမျက်စိမျက်နှာပြတ်သွားကြပါတယ် အဲ့လိုနဲ့လက်တဲ့အိမ်ကနေပြန်ပြီးအိမ်ထဲကိုဝင်နာကြတာပေါ့ပင်မလို့အားလုံးနှစ်နှစ်ချာချာကြီးကိုအိပ်ပျော်သွားကြပါတယ်ကျွန်တော်ကိုရဲတွေးလာနှိုးမှနှိုးလာခဲ့ပါတယ်ဒူလာနှိုးတော်မှောင်ရင်ပြိုးနေပြီဗျာထူးနေပြောင်းနေလို့ဆိုပြီးလာဆုံးလာပါ အကုန်လုံးလိုက်ရှာကြတာပေါ့ဖျောင်းနိုင်ထုံးတဲ့သူကဒွန်းတမ်းမီထုံးမီရှာတဲ့လူကရှာကြပါတယ်တွေ့မဲ့တွေ့တော့လဲအိမ်နောက်ဘက်မှာငုတ်တော်လေးထိုင်နေပါတယ်ဗျာဘာဖြစ်လဲမေးတော့ဦးကြောင်ကြောင်နဲ့ သူပဲရောက်နေမှတိပုံမရပါဘူးကျွန်တော်တို့ကိုမြန်မာအသိစိတ်ဝင်လာပြီးခရံခဒန်းတွေပြောတာကျွန်တော်တို့လည်းသူ့ကိုကြောက်လွန်းလို့အကောင်အိမ်ထဲဝင်ပြီးတာနဲ့သူတို့ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်နင်းနေအိတ်လည်းရတော့လူကလန်းဆန်းပြီးကျန်တဲ့လူတွေကတော့မအိတ်ကြသေးပါဘူးစကားဝိုင်းဖက်ပြောရင်အိမ်မြမဝင့်ကျင်ဘဲချင်းထွက်လာမလဲပဲစောင့်ကြည့်နေကြပါတယ်ညာစဲနာကြီးရောက်တော့ဘုံမြကတယောက်တည်းထရရပါလေရောကျွန်တော်တို့အားလုံးကြောင်သွားကြမိပါတယ် ရဲစရာလည်းမပြောဘဲနဲ့တူတယောက်တည်းရဲနေတာဖြစ်ပါတယ်။ပြီးတော့တူပဲကိုလမ်းနှစ်ဖက်နဲ့ပိုက်ထားပါသေးတယ်။ကျွန်တော်တငယ်ချင်းတွေကပုံမြောက်ကိုတရေဘူးနေပြီဆိုပြီးအိမ်ကနေပြန်ထွက်ဖို့ပြောကြပေမဲ့ကျွန်တော်ကကောင်းမှမှနဲ့ရင်းခဲ့မိပါတယ်။တကယ်ဆိုသူတို့ပြောတယ်လို့ပြန်ထွက်ခဲ့ရင်ကောင်းမှပဲလို့တစ်ခါတစ်ခါပြန်သွင်းမိပါတယ်။ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ဘာမှမဖြစ်ဘူးကြီးပဲပြောနေခဲ့မိပါတယ်။ပုံမြောက်ကရည်နေရင်ပိုက်စာလိုက်တာလို့ပြောပါတယ်။ကျွန်တော်ကကြောက်ပွဲတဲ့ကမုံတွေထုတ်ပြီးတော့ မစားချင်ဘူးတဲ့ဒါပဲပါလာတာလို့ပြောပြီးမုံတွေပြန်ထည့်နေတော့ရဲတွေအောင်ရဲ့လဲပင်ကိုထားညက်ပါလေရောကျွန်တော်တို့ဝိုင်းဆွဲကြပေမဲ့ဒီကောင်ကအာတော်တော်ကိုကောင်းနေတော့တော်တော်နဲ့ဆွဲလို့မရပါဘူးသူနိုင်ကပတ်စံအဲ့တဲ့ကမဟာမြတ်မှုလေးဖရာပုံတော်ကိုထုတ်ပြီးဘုံမြတ်နဖူးဘဝကိုကပ်ပေးလိုက်မှရိမ့်သွားခဲ့ပါတယ်အဲ့ဒီမှာဘုံမြတ်လက်တရီပြန်ကတ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာအကောင်လုံးကကြောက်နေကြပါပြီကျွန်တော်လည်းနည်းနည်းတော့လန့်လာခဲ့ပါတယ် အိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတော့အိမ်ဝါမှာမိမတရားကြောပေးပြီးထိုင်းနေတာကိုရုပ်တရက်တွေ့လိုက်ရတာပါပဲဖျောင်းနဲ့မီးတွေအများကြီးထွန်းထားတော့တေးသေးချာချာကိုမြင်နေရပါတယ်စပင်ကခေါခွဲကြောကြောလေးနဲ့ဗျာခေါင်းကုန်မီထိုင်းနေတာအကောင်လုံးကအိမ်ထဲပိတ်မိတယ်လို့ဖြစ်နေပြီလေသူကအိမ်ဝါမှာထိုင်းနေတာကိုကျွန်တော်လည်းတရေမှန်သိနေပြီကြော်ရိုးတဲ့စိတ်လာပြီးခေါင်းကစပင်လည်းထောင်တက်လာပါတယ်တငယ်ချင်းတွေအကုန်ပူကပ်ပြီးအနောက်ဆုတ်လာကြတာအိမ်တော့အထိပါပဲအနောက်မှာထိုင်ရမယ်ကြံပါတော့လေဗျာ အဲ့ဒီတေးမကကြောပေးထိုင်နေရင်တူကောင်းကိုမော့လာပါတယ်ပြီးတော့ကိုကမရွေ့ပါပဲနဲ့ခေါင်းတလုံးနဲ့တဖြည်းဖြည်းချင်းလှည့်လာတယ်ဗျကျွန်တော်တတက်နဲ့တကူအခုလိုမျိုးဝါထင်ထင်တွေ့ဘူးတာပထမဆုံးပါပဲဘလောက်တောင်ကြောင်မီတလဲဆိုရင်ဒူးနဖက်ကတဆက်ဆက်တုံတက်လာပြီးစကားတန်တွေတော့မထွက်လာနိုင်တော့ပါဘူးတုံရချင်းတွေအကုန်လုံးပါဇက်ကနေအားစေးမိထားတယ်လို့အော်မရဟဲ့မရနဲ့အတန်လုံးဝထွက်လို့မရခဲ့ပါဘူးလှည့်လာတဲ့ခေါင်းကကျွန်တော်တို့ကိုစိုက်ကြည့်နေပါတယ် ပြီးတော့ထရက်လာခဲ့ပါတယ်ကျွန်တော်အသေးတွေဥရေပြောင်းပြန်ဆန်းကုန်တို့လိုပါပဲတရေမကကျွန်တော်တို့စီနောက်ပြန်လျှောက်လာနေတာစဉ်းစားကြည့်ပါကြောဘက်ကနေခေါင်းကမျက်နှာဖြူဖြူကြီးနဲ့နောက်ပြန်လျှောက်လာတာဘသူမလန့်ပဲရှိမလဲဗျာဖြူဒူဝါနဲ့ဘုံမြတ်ကတော့အဲ့ဒီမှာလည်းမေ့ကြသွားပါတယ်ကျွန်တော်တို့ကတစ်ဖက်ကအိမ်တောင်စီအရင်ပြေးကြတာပေါ့ဒူးတုံနေပေမဲ့အာတင်းပြေးပြေးကြတာအိမ်တစ်ဖက်ကိုရောက်တာနဲ့အိမ်ဝါတစီတခါထပ်ပြေးခဲ့မိပါတယ် အဲ့ရင်ပြင်ကိုဘလို့ရောက်လာမှန်းတောင်မသိလိုက်ပါတရင်ထဲမှာတတိယမိသွားပါတယ်အိမ်ထဲမှာဖြိုးသူရနဲ့ဘုံမြကြံခဲ့တယ်ဆိုတာနောက်မှတတိယမိပါတယ်ကျွန်တော်တို့အိမ်ထဲပြန်လုံးဝမဝင်ရဲတော့ပါဘူးတကယ်ချင်းနှစ်ယောက်ကိုလည်းခြံခဲ့လို့လုံးဝမဖြစ်ပါဘူးအိမ်ဝါကနေပေါ့အော်ခေါ်ပြီးထွက်လာခိုင်းမယ်လို့စဉ်းစားရင်၃ယောက်သား၃သုံးယူရင်နဲ့အိမ်နာကတ်သွားကြပါတယ်အိမ်မော်တက်တဲ့လှေကအတိုင်းတက်လာပြီးအိမ်ဘဝမှာ၃ယောက်သားပူကတ်ရင်အိမ်ထဲကိုလှမ်းကြည့်လိုက်ပါတယ် တတိမင်းနေတဲ့ဖြိုးသူရနဲ့ဘုံမြတို့နှစ်ယောက်ကြားမှာတရေမကရက်နေတာတွေ့တာနဲ့ကျွန်တော်တို့ပြန်ဆင်းပြီးပြေးကြတာပါပဲ။ဇွာကနေကအခုကြီးတောင်းပြီးမှပြန်သွားခေါ်မယ်လို့တိုင်ပင်လိုက်ကြပါတယ်။ဇွာနဲ့ပြေးသွားကြတာပေါ့ကျွန်တော်တို့အတန်တွေကြတော့ဇွာကလူတွေကထွက်လာကြပါတယ်။ကျွန်တော်တို့လည်းအကျိုးကြောင်းပြောပြပြီးအခုကြီးတောင်းတော့မှဇွာကလူတွေလည်းလိုက်လာပေးကြပါတယ်။လူ20လောက်ဟင်အားဆိုတော့ကြောက်စိတ်ကနည်းနည်းတော့ယော့သွားတယ်လို့ပါပဲ။ အဲ့ဒီအိမ်ကိုပြန်သွားပြီးအိမ်မော်ကိုပြန်တက်ခဲ့ကြတာပေါ့လူများလို့လားမသိပေမဲ့တရဲမကိုလုံးဝမတွေ့ရတော့ပါဘူးတကယ်ချင်းနှစ်ယောက်ကိုတတိပြန်လဲအောင်လှုပ်လို့တော့သူတို့တတိပြန်ရလာကြပါတယ်တတိရလာတာနဲ့ငိုကြတာဗျသူတို့ကိုတွဲခေါ်ပေးဖို့သူတွေရဲ့အထုပ်ပိုးတွေရဲ့ပြန်တဲ့ခဲ့ပါတယ်ထွန်းထားတဲ့ဖျောင်းတဲ့အနေပြန်သိမ်းလိုက်ရသေးတယ်တော့ကြအိမ်မီလောင်ရမှုပတ်မှာဆိုလို့ပါအဲ့ဒီလို့နဲ့ကျွန်တော်တို့အားလုံးရွာလက်ကိုပြန်ဝင်ခဲ့ကြပါတယ်ရွာလက်လမ်းပေါ်လက်ရောက်ရော သွားတဲ့ကခွေကဇက်တိုက်ဦးနေပါတယ်ကျွန်တော်တို့လူရောကိုကြည့်ပြီးထိုးဟောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့လည်းကြောချမ်းချမ်းနဲ့ဆက်လျှောက်လာကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုကိုမြင်လိုက်ကြပါတယ်ကျွန်တော်ရှိနှစ်ယောက်ကျော်မှာဇပင်ခေါ်ဝဲနဲ့တရဲမကအတူလိုက်ပါလာတယ်ဆိုတော့ကိုကျွန်တော်တိတ်တိတ်ချာချာမြင်လိုက်ကြပါတယ်ကျွန်တော်လန့်ပြီးအော်ဟဲပြစ်လိုက်တော့လူတွေလည်းလန့်ကုန်ကြပါတယ်ဘာဖြစ်တာလဲပေါ့အဲ့ဒီတော့မှကျွန်တော်ကကြောပြရပါတယ်ဒီထဲမှာတရဲမပါလာတယ်ဆိုတော့သူတို့ကနားလဲတယ်ထင်ပါတယ် ရွာတွေကဘုံကြီးကျောင်းကိုအရင်ဆုံးတွားကြတာပါပဲ။ဘုံကြီးကျောင်းကိုရောက်တာနဲ့စိတ်ထဲလေးသွားတယ်လို့ဖြစ်သွားတယ်ဗျ။ကျောင်းနိုင်ဘုံကြီးကိုယ်တိုင်ကြွလာပြီးပရဲရည်တွေဖြန့်ပေးအမျှတွေဝေပေးပါတယ်။ကျွန်တော်တို့လည်းဘုံကြီးကျောင်းမှာပဲအိတ်လိုက်ကြတယ်လို့ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့ရွာကနေလည်းအိမ်မပြတ်မဲဘုံကြီးကျောင်းမှာပဲအိတ်လိုက်ကြပါတယ်။သူတို့ပြောတာတော့သူတို့အိမ်ပြန်ရင်သူတို့နောက်ကိုပြန်တက်လို့တယ်ဗျ။ကျွန်တော်ကတော့အဲ့ဒီအဖြစ်ပြက်ကိုကြုံပြီးကြတဲ့ကတဲရတဲ့စေရှိတယ်မရှိဘူးဆိုတာကိုရောင်လို့တော့မဆန်းတက်ဖြစ်တော့ပါ။ တကယ်လို့မယုံတဲ့သူတွေစတဲ့ခြင်းနဲ့ဆိုရင်တော့ကိုင်းလိုရွာကလူမနေရတဲ့လက်တဲ့အိမ်ကိုတော့ရှောင်ကြစေခြင်းနဲ့ဗျာကျွန်တော်တို့တော့တဲချေပြတ်ခဲ့ရတာမို့ပါ